အမကိုမြင်နေပါလျက်နဲ့ဖုံးတင်တာကိုတော့ဖုံးပေးမယ်မဖုံးတင်တာကိုကျွန်တော်လိုက်မဖုံးဘူးကျွန်တော်ကိုကြွေးလည်းမဖုံးဘူးကျွန်တော်ကိုပေးလည်းမဖုံးဘူးဒါကိုမိကိုရက်တည်နေရလို့အခွင့်အရေးချနေလို့ဆိုပြီးတော့လည်းကျွန်တော်မဖုံးဘူးဗိုလ်ချုပ်ပြောခဲ့တာခင်ဗျားတို့မှတ်မိလိုက်မယ်နော်စားဖားတယ်ညီညွတ်နေတာမလိုချင်ဘူးဆိုတဲ့အခြေအလို့ပဲကျွန်တော်လည်းအဲ့လိုပဲထပ်ဖြစ်ပြောခြင်းနဲ့ကျွန်တော်တို့နိုင်ငံရေးမှာဒေါ်လာရေးစားဖားတယ် နိုင်ငံရေးစားဖားတွေနိုင်ငံရေးသွေးစုပ်ဖောက်ကောင်တွေညင်ညွတ်နေတာအားကောင်းနေတာကျွန်တော်မလိုချင်ဘူးရှင်းရှင်းပဲအမှန်တရားကိုပြက်ပြက်သားသားရက်တည်ပြောဆိုရတဲ့လူတွေနဲ့သွားမှရမယ်နော်ကျွန်တော်ကတော့တိုင်းရင်းသားအားလုံးရဲ့အခွင့်အရေးကိုသွားမယ်ပြည်သူအားလုံးရဲ့အခွင့်အရေးကိုသွားမယ်မမှန်တာမှန်တယ်မြကျွန်တော်အဖွဲထဲမှာရှိနေရင်လည်းကျွန်တော်ရှင်းနိုင်လောက်ရှင်းမယ်ကျွန်တော်အစိုးရစီမှာရှိနေရင်လည်းကျွန်တော်ရှင်းမယ် ဟိုဘက်ရန်သူကိုလည်းကျွန်တော်ရှင်းဖို့ကြိုးစားနေတာပဲအဲ့ဒီမှာကြိုက်တဲ့ပြည်သူရှိရင်အားပေးဝန်းရံမှာကြိုက်တဲ့တိုင်းရင်းသားတွေအဖွဲ့အစည်းတွေရှိရင်အားပေးပါမကြိုက်ရင်အားမပေးပါနဲ့ကျွန်တော်လုံနိုင်တာနဲ့ကျွန်တော်လုံသွားမှာကျွန်တော်တိုင်းရင်းသားအားလုံးရဲ့ဒန်းသူညီကွန်းကိုပိုင်ပြထန်းကွန်းတိုင်းရင်းသားကြီးငယ်တွေအားလုံးအတွက်ကျွန်တော်ပြက်ပြက်သားသားကျွန်တော်ရင်ထဲမှာထည့်ထားပြီးကျွန်တော်အလုပ်လုပ်နေတာအားလုံးနဲ့လက်တွဲပြီးလုပ်ဖို့လဲကျွန်တော်အနေနဲ့ကျွန်တော်ချိတ်ဆက်နိုင်တဲ့လောက်လဲချိတ်ဆက်တယ်လက်တွဲနိုင်တဲ့လောက်လဲလက်တွဲထားတယ်ပြည်သူရော တိုင်းရင်းသားတွေရောဒီကနေကျွန်တော်ပြောလိုပါတယ်ကြိုက်ရင်ယုံကြည်ရင်ကိုညီပံဖို့ပါမယုံကြည်တဲ့နေ့ရှိတာနဲ့လှုပ်ပြီးတော့မရှိတော့ရင်ကျွန်တော်ခွန်အားခန္ဓာကိုယ်ပဲအသုံးချပြီးကျွန်တော်ဒေါ်လန်သွားမယ်တဲ့တဲ့ထပ်ပြောမယ်နော်နိုင်ငံရေးမှာကျွန်တော်ပုံကူမစွဲဘူးအဖွဲ့စည်းမစွဲဘူးဘယ်ပုံကူဘယ်အဖွဲ့စည်းအောက်ကမှကျွန်တော်ဖယ်ထုတ်ခံရမှာ ကျွန်တော်ကိုယ်တိုင်လမ်းလွဲသွားမှာလဲမစိုးဘူးကျွန်တော်စိုးတာကအမှန်တရားအောက်ကဖယ်ထုတ်ခံရမှာအမှန်တရားအောက်ကလမ်းကြောင်းတွေဖယ်သွားမှာပဲကျွန်တော်စိုးတယ်အဲ့ဒါကြောင့်ကျွန်တော်ထပ်ပြောမယ်ဒီနိုင်ငံရေးမှာလဲတော်လန်ရေးနိုင်ငံရေးစားဖားတွေနိုင်ငံရေးသွေးဆုပ်ဖုတ်ကောင်တွေညင်ညွတ်နေတာအားကောင်းနေတာကျွန်တော်တို့မလိုချင်ဘူးညင်ညွတ်ဖို့အားကောင်းဖို့လိုတာမှန်တယ်အမှန်တရားပဲရက်တည်နေတဲ့အမှန်တရားကိုမျက်နှိုးတဲ့ကိုယ်တိုင်လည်းအမှန်တရားကိုလုံးမဲ့ အမှန်တရားကိုမျက်နှာယုံနဲ့ကိုယ်တိုင်ကြအမှန်တရားမလုပ်တဲ့လူတွေလည်းမလိုချင်ဘူးကိုယ်တိုင်လည်းအမှန်တရားလုပ်မဲ့လူတွေအဲ့ဒီလိုလူတွေညီညွတ်နေတာအားကောင်းနေတာပဲကျွန်တော်လိုချင်တယ်